ဒေါသထွက်နေတဲ့အမျိုးသမီးကသူမရဲ့ချစ်သူညစ်မအိပ်ပဲခောက်ထားတဲ့စကူကျဲလုံးကြီးတစ်ထောင်ပါတဲ့ဖန်ဘူးကိုရိုက်ခွဲလိုက်တယ်။ဒါပေမဲ့ကွဲနေတဲ့ဖန်ဆာများကြားထဲမှာသူမဟာထိတ်တန့်ပရှိကားတော့တစ်ချောင်းကိုပြလိုက်ရတယ်။ဒါကသူ့ရဲ့တကယ်အံ့အားသင့်စရာလက်ဆောင်ဖြစ်ပါတယ်။ကားကိုတိုက်ရိုက်ပေးတာကယိုးလုံးနေလို့သူကယူဆပြီးဂယူးတဆိုင်ရှိချောင်းပြတ်သားတဲ့အနေနဲ့လက်တဆုပ်စာကျဲတွေထဲမှာတော့ကိုဝတ်ထားခဲ့တာပါ။လွန်ခဲ့တဲ့ရက်အနည်းငယ်ကဒီအမျိုးသားဟာဂိမ်းစီမံကိန်းတစ်ခုကနေဒေါ်လာ20တန်းရရှိခဲ့ပြီးသူ့ချစ် သူရဲ့မူနေမှာလက်ထပ်ခွင့်တောင်းမှုစီစဉ်ထားတာပါသူဟာ Porsche အယောင်ကိုစလဲဆိုင်ကိုအလင်းစလိုသွားပြီးသူမကြိုက်ဆုံးမော်တယ်ကိုမှာယူခဲ့တယ်အယောင်ဝန်ထမ်းကိုလည်းမူနေပါတီလုပ်မဲ့ဟိုတယ်ကိုပို့ပေးဖို့ပြောခဲ့တယ်ထို့နောက်သူကသူမကိုအားအသင့်စေချင်လို့ကားတော့ကိုကျေပူးထဲမှာထည့်ထားလိုက်တယ်သူကသူမကိုဟိုတယ်ကိုခေါ်ဖို့တွားကြိုတဲ့အခါမူနေလက်ဆောင်ကိုအရင်ပေးလိုက်တယ်သူမကစိတ်လှုပ်ရှားစွာဖွင့်လိုက်ပေမဲ့စက်ကူကျေပူးကိုသာတွေ့ရတယ်စိတ်ပြအာရော့သွားပြီးတက်ပုံရိုက်က ငယ်ချင်းဖွဲ့တယ်ပို့ပြီးသူကဈေးပေါ်တဲ့လက်ဆောင်နဲ့ငါ့ကိုပယ်ချနေတာလို့တိုင်တန်းခဲ့တယ်အဲ့ဒီအချိန်မှာပဲဖရှီကားကိုတင်ဆောင်လာတဲ့ကုန်တင်ကားတစီကသူတို့ဘေးကနေဖြစ်မောင်းသွားတယ်မချေမနှက်ဖြစ်မှုကကြီးထွားလာပြီးသူမကငယ်ချင်းတွေကိုစိတ်ရှိလက်ရှိပြောဆိုခဲ့တယ်တခြားသူတွေကမွေးနေ့အတွက်ဖော်ရှင်တွေရကြတယ်ငါကတော့စက်ကူကျဲတွေပဲရတယ်လို့သူမကကားကသူ့အတွက်မှလုံးဝမသိပဲအော်ဟစ်ခဲ့တယ်မွေးနေ့ပါတီပွဲမှာသူမရဲ့ငယ်ချင်းတွေကခန်းထားတဲ့လက်ဆောင်တွေပေးကြပြီးကျဲတွေကိုတမင်တကာလောင် ပြောင်းခဲ့ကြတယ်ဒီလောက်ဈေးပေါ်တဲ့ချစ်သူစီကမင်းရတာဒါပဲလားလို့သူတို့ကဝိုင်းအောင်ပြီးဝေဖန်ခဲ့ကြတယ်မြို့သမီးကကျေဖူးကိုသူ့ချစ်သူဘက်ကိုတွန်းပို့လိုက်ပြီးတငယ်ချင်းတွေကိုအဖြစ်တင်စကားတွေလှုပ်ခွင့်ပေးခဲ့တယ်တငယ်ချင်းတယောက်ကနောက်ပြောင်ပြီးဒီစုတောင်းပြမှုက6ဒေါ်လာကို10ဆင့်လောက်ရှိမှ9ဒေါ်လာလျှော့ဈေးနဲ့မင်းပေးရတာပဲလို့ပြောလိုက်တယ်အမျိုးသားကချက်တေတေသွားပြီးကျွန်တော်ကျေတပွင့်ချင်းစီကိုလက်နဲ့ခောက်ထားတာပါ6လကျော်အချိန်ယူပြီးနှလုံးသားနဲ့ပြည့်နေတာမူတန်း ဖိုးဖျက်လို့မရဘူးလို့ရှင်းပြတယ်ဒါပေမဲ့ဘသူမှနားမထောင်ကြဘူးသူ့ချစ်သူရဲ့တငယ်ချင်းတွေကပြန်ပြောကြတယ်ကျမတို့လူကြီးတွေပါခလေးကစားပွဲတွေဆော့တာရက်လိုက်ပါတော့လွတ်လပ်တဲ့အမျိုးသမီးတွေကဒါမျိုးတွေနဲ့မကျေနပ်ဘူးသူတို့ကဆက်ပြီးဖိအားပေးတယ်မင်းကအချင်မပတ်စံမလို့ဘူးလို့ထင်နေတာလားမင်းကသူ့ရဲ့ခုနှစ်နှစ်တာလူငယ်ဘဝကိုဖြုံးတီးပြီးဒါပဲပေးတာလားအမျိုးသမီးကဝင်ပြောတယ်ကျမရဲ့ခုနှစ်နှစ်ကြာချစ်သူကစက်ကူခောက်ကျေဘူးပေးတယ်ဘသူကမှပြောပြရမှာရှက်စရာကောင်းတဲ့အကူညီမဲ့ ပြီးစစ်ပြတ်အငဲနေတဲ့အမျိုးသားကနောက်ဆုံးမှဒီဘူးထဲမှာကျွန်တော်ရဲ့ခုနှစ်တာခံစားချက်တွေပါနေတယ်မင်းလိုချင်လားမလိုချင်ဘူးလားလို့မေးလိုက်တယ်သူမကဖန်ဘူးကိုဆွဲယူပြီးကျန်းပြင်ပေါ်ရိုက်ခွဲလိုက်တယ်မင်းရဲ့အချစ်ကအရန်စေးပေါ်တယ်လို့ပြောလိုက်တယ်ဖန်ဆာများနဲ့အတူကားတော့ပြုတ်ကျလာတဲ့အခါသူမမှာတော်မှန်တိလိုက်ရပြီမဲ့သူ့ရဲ့နှလုံးသားကတော့အေးခဲသွားခဲ့ပါပြီသူကနောက်လှည့်ပြီးထွက်သွားခဲ့တယ်အပြင်မှာမိုးတွေတဲထန်စွာရွာနေတယ်သူမကသူ့နောက်ကိုလိုက်သွားပြီးကျမမှာသွားမှ နန်းတိပါတယ်ပြန်လာပါလို့တောင်းပန်ခဲ့တယ်သူကနောက်လက်မကြည့်ပဲညှဉ်းဆန်ခဲ့ပြီးသူကားစီကိုအပြေးလွှားလိုက်သွားတယ်သူမကကားထဲမှာဘူးတဘူးကိုတတိထားမိလို့မေးမြန်းတဲ့အခါသူကအဲ့ဒီဘူးကိုကောက်ယူပြီးဖြည်းဖြည်းချင်းပြောလိုက်တယ်ဒါကဆစ်ဆက်လက်ဆုပ်လို့ပြောပြီးသူ့အိတ်ကထဲပြန်ထည့်လိုက်တယ်သူထွက်သွားဖို့ပြင်ဆင်တော့သူမကကားတကားကိုဖတ်တွေ့ပြီးဘာလို့လက်ထက်ခွင့်မတောင်းတာလဲကျမဒီမှာရှိနေတာပဲလို့អော်ပြောတယ်သူကသူမရဲ့လက်ကိုဖယ်ရှားလိုက်ပြီးမလို့အတော့ဘူးလို့ပြောတယ် သူမကထိတ်လန့်တကြားနဲ့မင်းဒီကိစ္စကြောင့်လမ်းခွဲတော့မှလာမင်းကယောက်ျားတယောက်ဟုတ်ကောဟုတ်ရဲ့လားလို့ပြောလိုက်ပြီးမှလေတန်ကိုနုညံ့သွားစေတယ်ကျွန်မပြောင်းလဲပါမယ်သူကခါတိစွာရေမောလိုက်ပြီးမင်းဘာမှမမှားဘူးငါမှားတာပါနောက်တစ်ချိန်မင်းလက်ဆောင်ရရင်ကောက်ချက်မချဘူးမျှော်လင့်ပါတယ်ဒီနေ့ငါပေးခဲ့တာ cherry ပဲဖြစ်နေ ਉ တော့ဒါကငါရဲ့အချစ်ပါပဲလို့ပြောလိုက်တယ်ဒီလိုနဲ့သူကားပေါ်တက်ပြီးမောင်းထွက်သွားခဲ့တယ်လမ်းပေါ်မှာသူစိတ်ပိုင်းဖြစ်ပြီးမောင်းနေစင်မှာဖုံးဝင်လာတယ် ူညီမကရှိုက်ကြီးတငင်ငူနေတယ်အကိုကျမအနိုင်ကျင့်ခံနေရတယ်ဖြစ်စဉ်ကတော့သူ့ညီမကိုရောက်ခမတွေကမင်္ဂလာပွဲမှာဒုက္ခပေးနေတာပါသူ့ရဲ့တန်ရာနဲ့ဒေါသထွက်နေတဲ့သူဟာကိုလိုတောင်ဒေါသထွက်လာခဲ့တဲ့ကိုပိုင်နာခြင်းမှုတွေကိုပြီးခံနိုင်ပေမဲ့သူ့ညီမကိုမတရားပြုတာကိုတော့ပြီးမခံနိုင်ဘူးသူကသူ့ညီမဘက်ကယက်တီပေးဖို့မင်္ဂလာပွဲနေရာကိုအလင်းစလို့သွားခဲ့တယ်